မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကမြန်မာနိုင်ငံကိုစားပြုပြည်ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကိုဆက်လက်အသိမှတ်ပြုရလို့ကြေညာပါတယ်။ဂျပန် CEO စုရဲ့အတူရောင်ရွေးကောက်ပွဲကိုအာဆီယံခေါင်းဆောင်တွေကပြတ်သားစွာညှင်းပယ်ရမယ်လို့ကုလအထူးကိုယ်စားလှယ်ဒေါက်တာအန်ဒရူးကတောင်းဆိုရတဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့နိုင်ငံပေါင်း183နိုင်ငံပါဝင်တဲ့နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကမြန်မာနိုင်ငံကိုစားပြုဖြစ်ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုဆက်လက်အသိမှတ်ပြုရလို့ဆုံးဖြတ်ကြေညာလိုက်ပါတယ်။လက်ရှိကျင်းပနေတဲ့150ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံရဲ့ အမှုဆောင်ကောင်စီအစည်းအဝေးမှာမြန်မာနိုင်ငံ ကိုစားပြုဖြင့်ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကိုနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့အဓိကဆွေးနွေးပွဲမိဖက်ဖြစ်ဆက်လက်အတိမတ်ပြုကြောင်းဆုံးဖြတ်ကြေညာခဲ့ရလို့လည်းသိရှိရပါတယ်။နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ဟာမြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးရနာမှာ ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုမြန်မာပြည်သူတို့ရဲ့တရားဝင်ကိုစားပြုဖွဲ့စည်းဖြင့်အတိမတ်ပြုခဲ့တာဖြစ်ပြီးပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အနေနဲ့လည်းနှစ်စဉ် IPU ညီလာခံတွေနဲ့အစည်းအဝေးတွေကိုတက်ရောက်ခဲ့လို့လည်းသိရှိရပါတယ်။ဂျက်ဘက်စေအုပ်စုဟာအတွေ့အကြုံရွေးကောက်ပွဲကျင်းပဖို့အတွက်ကြေညာထားတဲ့အချိန်မှာအတိမတ်ပြုဖို့ဆက်လက်အတည်ပြုခဲ့တာဖြစ်ပြီးပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ဟာ IPU ရဲ့အစည်းအဝေးတွေကိုမြန်မာကိုစားပြုကဆက်လက်တက်ရောက်သွားမှာဖြစ်တယ်လို့လဲဆိုပါရယ်ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကလည်း Federal Democracy နိုင်ငံရေးစနစ်တည်ဆောက်နိုင်ရေးကိုပြည်သူတို့ကပြတ်သားခိုင်မာစွာတောင်းဆိုကြိုးပမ်းနေတာကိုကမ္ဘာတဝန်းကသိမြင်ပြီး ထိရောက်တဲ့အကူအညီတွေရရှိစေရန်အတွက်ပြည်သူဆန္ဒကိုကိုစားပြုလျက်ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာကျင်းပနေတဲ့အဲ့ဒီနိုင်ငံတကာပါလီမန်များ IPU ညီလာခံမှာ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကတက်ရောက်မိန့်ခွန်းပြောဆိုခဲ့သလိုအဲ့ဒီမိန့်ခွန်းထဲမှာနိုင်ငံတော်ဤတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်တမရဦးဝင်းမြင့်နဲ့ဖန်စည်းကံလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင်နိုင်ငံရဲ့အကျဉ်းသားတွေအားလုံးကိုချွင်းချက်မရှိချက်ချင်းလွှတ်ပေးနိုင်ရေး တောင်းဆိုပေးဖို့လူသားချင်းစာနာထောက်ထားရဲ့အကူအညီတွေချက်ချင်းအတားအဆီးမရှိရရှိနိုင်ရေးတောင်းဆိုပေးဖို့လက်နက်နဲ့လေရင်စီ တင်ပို့မှုပိတ်ဆို့ခြင်းအပါအဝင်အလုံးစုံအရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကိုချမှတ်ပေးဖို့လက်ရှိပဋိပက္ခကိုလက်တွေ့ကျတဲ့ဖြစ်ရှိမှုတွေမြမဒီမိုကရေစီအင်အားစုတွေနဲ့တိုင်းရင်းသားအစုအဖွဲ့တွေကိုပံ့ပိုးပေးဖို့မြစ်တာ ရက်ခံပြောဆိုသွားပါရရှင် ဆက်လက်ပြီးတော့အကျန်းဖက်ဆေးဥစုရဲ့အတူရောင်ရွေးကောက်ပွဲကိုအာဆီယံခေါင်းဆောင်တွေကပြတ်သားစွာညှင်းပယ်ရမယ်လို့မြန်မာနိုင်ငံလူ့ခွေရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွမ်အန်ဒရူးကပြောဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာအကျန်းဖက်စစ်တပ်ကဆေးဥချုပ်ရေးကိုပုံမိုခိုင်မာစေပြီးနိုင်ငံတကာဖိအားတွေကိုလျှော့ချနိုင်ဖို့ရွယ်ကာ အကြမ်းဖက်စစ်ကောင်စီကတရားမဝင်ရွေးကောက်ပွဲပြုလုပ်ဖို့ပြင်ဆင်နေတယ်လို့လည်းကုလသမဂ္ဂအထူးကိုယ်စားလှယ်တွမ်အန်ဒရူးကပြောပါရတယ်။အဲ့ဒီရွေးကောက်ပွဲကိုအာဆီယံခေါင်းဆောင်တွေကပြက်ပြက်သားသားညှင့်ပယ်ရမှာဖြစ်တယ်လို့လည်းတွမ်အန်ဒရူးကပြောဆိုထားပါတယ်အာနာသိန်းစစ်တပ်ဟာလွန်ခဲ့တဲ့၄နှစ်ကျော်ကလက်မှတ်ရေးထိုးခဲ့တဲ့အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုလေးစားမှုမရှိဘဲပြစ်ပယ်ထားတာဖြစ်တယ်လို့ နိုင်ငံရဲ့အကျဉ်းသားများစွာကိုထောင်ထဲမှာချုပ်နှောင်ထားပြီးလွတ်လပ်စွာ ထုတ်ပေါ်ပြောဆိုခွင့်နဲ့သတင်းမီဒီယာလွတ်လပ်ခွင့်တို့ကိုတားမြစ်ကအရက်သားတွေအပေါ်စစ်တရဲတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေချိန်မှာဆီယိုစုကအာဆီယံကိုလှည့်စားမဲ့ရွေးကောက်ပွဲတစ်ခုကိုတရားဝင်အသိမှတ်ပြုဖို့လိုလားနေတယ်လို့လည်းမြန်မာနိုင်ငံလူ့ခွင့်ရေးအခြေအနေဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Trim and Drew ကထောက်ပြပြောဆိုထားပါတယ်။အဲဒါကြောင့်အကြက်ဖက်စစ်ကောင်စီရဲ့လှည့်စားမှုကိုတရားဝင် ဖြစ်စေမဲ့ဘဲရကိုမဆိုရှောင်ရှားရမှာဖြစ်တယ်လို့ရွေးကောက်ပွဲစောင့်ကြည့်သူတွေကိုစစ်လွတ်တာဟာလည်းရှောင်ရှားရမယ့်အထက်မှာပေါဝင်နေတယ်လို့လည်း Trim and Drew ကဆက်လက်ပြပြထားပါတယ်။လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးဟာအာဆီယံရဲ့ယုံကြည်ကိုးစားနိုင်မှုကိုအဆုံးဖြတ်ပေးမဲ့အခိုက်အတန့်ဖြစ်ပြီးအာဆီယံအနေနဲ့မြန်မာစစ်အုပ်စုစီကတာဝန်ခံမှုတောင်းဆိုရန် အကြမ်းဖက်မှုအဆုံးသတ်ရန်တက်ဆိုင်သူအလုံးနဲ့အဓိပ္ပာယ်ရှိတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေကိုပြုလုပ်ရန်နဲ့လူသားချင်းစာနာမှုအကူအညီတွေကိုအတားအဆီးမရှိဝင်ရောက်ခွင့်ပေးရန်တို့ကို တောင်းဆိုကာခေါင်းဆောင်မှုပြတ်တသင့်တယ်လို့လည်းထောက်ပြထားပါတယ်။ဒါအပြင်အာဆီယံကိုလည်းမြန်မာပြည်သူတွေကမျှော်လင့်တယ်လို့လည်းထရမ်အန်ဒူးကဆက်လက်ပြောဆိုထားပါတယ်ရှင်။ဒီတစ်ခါမှာတော့ မြန်မာနိုင်ငံမှာဆေးဥစုရဲ့ဓာတ်ရုလက်နဲ့အသုံးပြုမှုအခြေအနေတွေကိုနိုင်ငံတကာကစောင့်ကြည့်ကာစီမံတွေချမှတ်ထားဖို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကတတိပေးလိုက်ပါတယ်။အော်တိုဘာလ22ရက်နေ့ကအကျဉ်း80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံလက်လက်ဖြစ်သိမ်းရေးနဲ့နိုင်ငံတကာလုံခြုံရေးကော်မတီပထမကော်မတီအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးတို့ကအခုလိုတတိပေးလိုက်တာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာဆေးဥစုကတရားဝင်ဆရာနာတင်ပြီးနောက်ပိုင်းမှာ စစ်ဖက်အရက်ပဲနှစ်မျိုးသုံးစက်မှုဓာတ်ပစ္စည်းတွေကိုအလွယ်တကူအလွယ်သုံးစားပြုတ်ခဲ့လို့လဲဆိုပါရယ်အဲ့ဒါကြောင့်မြန်မာနိုင်ငံမှာဓာတ်လက်နဲ့အသုံးပြုမှုအခြေအနေတွေကိုစောင့်ကြည့်ဖို့နဲ့စီအိုစုပေါ်ကြိုတင်ကာကွယ်အစီအမံတွေချမှတ်ဖို့အရေးတကြီးလိုအပ်နေတယ်လို့လဲတာမတ်ကြီးကထောက်ပြထားပါရယ်မြန်မာစစ်တပ်ကအရင်ကရှိခဲ့တဲ့ဓာတ်လက်နဲ့အစီအစဉ်နဲ့ပတ်သက်ကပွင့်လင်းမြင်သာမှုမရှိသလိုတရင်ဖော်ပြချက်တွေရစစ်တပ်ဟာ1980ပြည့်လွန်နှစ်တွေက မြန်မာနိုင်ငံအလဲပိုင်းတောင်ဘက်မှာဓာတုလက်နဲ့ထုတ်လုပ်ရေးစစ်ရုံတရုံကိုလက်ပတ်ခဲ့လို့လည်းဥကြုံမိုးထွန်းကပြောပါရယ်။ကျန်းဖက်မြန်မာစစ်အုပ်စုကဓာတုပစ္စည်းတွေအသုံးပြုတဲ့တာတကားတွေမြင့်တက်လာပြီးစစ်အာဏာသိမ်းမှုမတိုင်မီကပင်စစ်တပ်ဟာဓာတုပစ္စည်းတွေအသုံးပြုတယ်လို့လည်းတန်တရာဖြစ်ပွဲသတင်းတွေထွက်ပေါ်ခဲ့တယ်လို့လည်းဥကြုံမိုးထွန်းကပြောပါရယ်။စစ်တပ်အာဏာသိမ်းပြီးရဲ့နောက်ပိုင်းမှာတော့တော်လဲအင်အားစုတွေထိန်းချုပ်ရာဒေသတွေမှာ ပြင်းအားမြင့်မြေရီယိုဘုံ white phosphorus နဲ့ aluminum phosphate အပါအဝင်ဓာတ်ရုပ်ပစ္စည်းတွေကျဲပြန့်ခဲ့ပြီးတဲ့နောက်မှာအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာ rapid neurosis နဲ့ပြုတ်အခြင်းဆိုင်ရာလက္ခဏာတွေခံစားခဲ့ရတဲ့မှတ်တမ်းတွေရှိရလို့လည်းဦးကျော်မိုးထွန်းကပြောပါတယ်ရှင်။ ပကောသတင်းတဘောကိုတင်ဆက်ပေးကြပါရယ်ပကောတိုင်းနတ်တလင်းမြို့နယ်မှာအကျန်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်ရွှေကြဝင်းရွာသားကိုဝင်းစော်ထွန်းရှစ်တန်းတိုက်ပွဲမှာတေဆုံးပြီးရုံးကုန်းရွာသားကိုတီဟဆိုသူလည်းလက်တစ်ဖက်ပြတ်သွားပြီးပြင်းထန်ဒဏ်ရာရရှိထားလို့မိသားစုဝင်တွေနဲ့နှိဆက်သူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်အခုနှစ်မက်လာပိုင်းနဲ့မေလာပိုင်းတို့မှာ နန္ဒလင်းမြို့နယ်ရွှေကြာပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးလှဝင်းကအကြမ်းဖက်စစ်သားတွေကိုခေါ်ဆောင်လာပြီးလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးခဲ့တာကြောင့်ရွှေကြာပင်ရွာသားကိုဝင်းစော်ထွန်းနဲ့ရုံကုန်းရွာသားကိုတီးဟာတို့စစ်မှုထမ်းတပ်သားတွေဖြစ်ပေါ်တာဆွဲဖန်းစီခံခဲ့ရတယ်လို့လည်းမိသားစုဝင်တွေနဲ့နှိဆက်သူတွေကပြောပါရယ်။အဲဒီလိုပေါ်တာဆွဲဖန်းစီခံရပြီးရဲ့နောက်မှာဩဂတ်လအတွင်းမှာရှစ်တန်းတိုက်ပွဲမှာရွှေကြပင်ရွာသာ ကိုဝင်းစော်ထွန်းဟာတည်ဆုံးခဲ့ပြီး ရုံကုန်းရွာသားကိုတီဟလည်းရှေတန်းမှာကင်းဆောင်နေစမှာမိုင်းဆွဲပြစ်ခတ်ခံရပြီးလက်တစ်ဖက်ပြတ်တောက်ကပြင်းထန်ထန်ရရှိခဲ့လို့လည်းသိရှိရပါဗါးအဲ့လိုတိုက်ပွဲအတွင်းမှာတားဖြစ်သူကိုဝင်းစော်ထွန်းတည်ဆုံးခဲ့ပြီးမဲ့လည်း မိသားစုဝင်တွေကိုစစ်တပ်ကဘာအကျိုးခံစား권မှာမပေးပဲမိသားစုဝင်တွေကိုဆဲဆိုချိန်မောင်းနေလို့လည်းသိရပါဗျ။ဒါအပြင်စစ်မှုတပ်တသားတွေအဖြစ်ပေါ်တာဆွဲဖမ်းဆီးခဲ့သူရွှေကြပင်ရွာအုတ်ချုပ်ရည်မှုလှဝင်းကလက်ရှိအချိန်ထိစစ်မှုထမ်းစင်မှာတည်ဆုံးသူနဲ့ဒဏ်ရသူတွေရဲ့နေအိမ်တွေကိုစစ်မှုထမ်းကြီးလို့ဆိုကလစဉ်တအိမ်ကိုငွေကျပ်9000ဆက်လက်ကောက်ခံနေရလို့လည်းသိရပါဗျ။ ရခိုင်ပြည်နယ်တိုင်းတဘောက်ကိုတက်ဆက်ပေးကြပါရယ်ရခိုင်ပြည်နယ်မောင်နှုံးမြို့နယ်မြို့ရွရွာအနီးမှာအာစာအကြက်ဖက်အဖွဲ့ကခီးတဲ့တင်ကားတစည်းကိုဓားညတိုက်ပြီးအမျိုးသမီးနှစ်ဦးကိုပြစ်တက်ခဲ့လို့အရခတက်တော် AA ကသတင်းထုတ်ပြန်ထားပါရယ်အော်တိုဘာလ22ရက်နေ့ကမောင်နှုံးမြို့နယ်ဇေဒီပြင်ကျေးရွာကနေစံစီစားငရုတ်စတဲ့စားတောက်ကုံတွေကိုဝယ်ယူပြီးကြောက်ဖန်သူရွာဘက်ကိုလာတဲ့ကားတစည်းကိုမြို့ရွရွာအရှိတ်ဘက်တံတားအနီးအယောက်မှာ အာစာအဖွဲ့ကခြုံကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးကားပေါ်မှာပါလာတဲ့ခရီးသည်တွေနဲ့ရင်မောင်းသူတို့ကိုဖမ်းဆီးကာစားတောက်ကုန်တွေအလုံးကိုယူဆောင်သွားတာလည်းဖြစ်ပါတယ်။အဲလိုဖမ်းဆီးသွားတဲ့နေရာကိုအရခတက်တော်ကတွားရောက်စစ်ဆေးပြီးဖမ်းဆီးခံရသူတွေကိုလိုက်လံရှာဖွေစင်မှာ အခင်းဖြစ်ပွားတဲ့နေရာနဲ့မှလမ်းမကန်မှာတနက်တလညနဲ့တည်ဆုံးခဲ့တဲ့အသက်30ရွယ်ဝေဝေဆိုးနဲ့အသက်40ရွယ်နိုင်နိုင်ဆွေတို့နှစ်ဦးကိုတွေ့ရှိခဲ့တယ်လို့လည်းအေအေကသတင်းထုတ်ပြန်ထားပါဗါအသက်3နှစ်ရွယ်ခိုင်မြတ်မွန်ကိုတော့မိခင်ရဲ့ရုံလောင်းဘေးမှာအသက်ရှင်လျက်တွေ့ရှိခဲ့ရလို့လည်းဆိုပါတယ်ဒါအပြင်ရင်မောင်းသူဖြစ်သူအသက်30ရွယ်ရှိတဲ့ကိုထွန်းဝင်းနဲ့ ခီးသွားပြည်သူအသက်25နှစ်အရွယ်ရှိတဲ့မောင်တန်းထွေးတို့ကိုလည်းဒဏ်ရာတွေနဲ့ထပ်မံတွေ့ရှိခဲ့တယ်လို့လည်းအေအေကသတင်းထုတ်ပြန်ထားပါဗါးအာဆာနဲ့ RSO လက်နက်ကန်အဖွဲ့ဝင်တွေဟာရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်ဒေသမှာနေထိုင်တဲ့အပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုချိန်ချောက်နေတာကြောင့်နေဆက်ကပြည်သူတွေအနေနဲ့ တောတောင်ထဲနဲ့လူပြတ်တဲ့နေရာတွေကိုသွာလာတဲ့အချိန်တူရဲသို့မဟုတ်လူနည်းစုနဲ့သွာလာခြင်းကို အတတ်နိုင်ဆုံးပြုလုပ်ကြဖို့နဲ့ကျန်းမာရေးကိစ္စအပါအဝင်မဖြစ်မနေသွာလာရမယ့်အရေးကြီးကိစ္စတွေရှိလာရင်လည်းအာရခပြည်သူတော်လှန်ရေးအစိုးရရဲ့အုပ်ချုပ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိရာအနည်းဆက်ဆုံးနေရာတွေမှာတရင်ပြဖို့မိမှသာသွာလာကြဖို့အတွက်အေအေကတတိပေးထားပါရဲ့ရှင်။ ဘကဝတန်းတပုတ်ကိုကြည့်အောင်ပါဘကိုးတန်းရတရှိမြို့နယ်ရွာသိပ်ရွာကအကျန်းဖက်စစ်စခန်းတိုက်ခတ်သိမ့်ပိုက်ခံရပြည့်ရဲ့နောက်မှာအကျန်းဖက်စစ်တပ်ကကျေးရွာတွေကိုဆက်တက်လေးဒီနဲ့နှစ်ရက်ဆက်တိုက်ဘုံကျဲတက်ခတ်နေတာကြောင့်ဖုန်ကြီးကြောင်စာတင်ကြောင်နဲ့နေအိမ်တွေပျက်စီးခဲ့လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ ပြီးခဲ့တဲ့အော်တိုဘာလ23ရက်နေ့နဲ့22ရက်နေ့တို့မှာအကြမ်းဖက်စစ်တပ်ကရေတားရှည်မြို့နယ်စစ်တောင်းမြေအရှိဘက်ကကြေးရွာတွေကိုစစ်တပ်လေတီးနဲ့နှဲရစက်တိုက်ဘုံကျဲတိုက်ခတ်နေတာလည်းဖြစ်ပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခတ်မှုတွင် ပြည်သူတွေထိခိုက်မှုမရှိပေမဲ့လည်းစာတင်ကြောင်းဖုံးကြီးကြောင်းနဲ့နေအိမ်တွေထိခိုက်ပျက်စီးကစစ်တမ်းမြေအရှိတ်အဝါကျေးရွာတွေကပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရလို့လည်းသိရပါဗါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်ဟာကျေးရွာတွေကို လိုက်လံဘုံကျဲတာဟာပြီးခဲ့တဲ့ရက်ပိုင်းကသူတို့ရဲ့စခန်းအသိမ်းခံရပြည်ရဲ့နောက်မှာရှုံးမဲမဲပြီးစာတင်ကြောင်းတွေပြည်သူနေအိမ်တွေဖုံးကြီးကြောင်းတွေကိုလိုက်လံဘုံကျဲနေတာလို့လည်းဒေသပြည်သူတို့ကပြောပါဗါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ20ရက်နေ့မှာရေတာရှည်မြို့နယ်စစ်တမ်းမြင့်အရှိပဲကန်းကရွာသစ်ကျွာမှာအင်အား60ခန်းနဲ့အထိုင်ကျတက်ဆွဲထားတဲ့စစ်တပ်စခန်းကိုတော်လန်တပ်ဖွဲ့ဝင်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်တပ်ဘက်က တရင်မူဒုတိယဗိုလ်မှူးကြီးညီညီနိုင်အပါအဝင်စစ်သား15ဦးဟာတေသွားခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်စစ်တုံးဘန်း2ဦးကိုဖမ်းဆီးရရှိခဲ့သလိုအကြမ်းဖက်စစ်တပ်ရဲ့ဂျမ်းဘာအထိုင်ဆက်ကြီးတလုံး MA11 အမျိုးအစားတနက်တလက် MA3 အမျိုးအစားတနက်တလက် ဂျီ3အမျိုးအစားတနတ်သုံးလဲ60မမတလဲပစ္စတိုတလဲ60မမဂျီ5လုံးဂျီပေါက်10ကိုဂျီမျိုးစုံအတောင့်တထောင်နဲ့မီးဆက်တလုံးတို့ကိုသိမ်းဆဲရရှိခဲ့လို့လည်းသိရှိရပါတယ်ရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့ဘကိုးတန်းနက်တလင်းမြို့နယ်တောင်ညိုဆဲအနီးတစ်ဝိုက်ကကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်လေတီနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ၃ဦးဟာသေဆုံးခဲ့ရလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်အော်တိုဘာလ18ရက်နေ့ကအကြမ်းဖက်စစ်တပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတောင်ညိုဆဲအနီးတစ်ဝိုက်ကကြေးရွာတွေကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်အဲဒီတိုက်ခိုက်မှုကြောင့်အသက်၁၀နှစ်အရွယ်ရှိတဲ့ကလင်းငယ်တအူးအပါအဝင် ပြည်သူ၃ဟာတည်ဆုံးခဲ့ရပြီး၅ဟာဒဏ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အလားတူမကွေးတိုင်းနတ်မောင်မြို့နယ်ကြောက်အိုးကျေးရွာကိုလည်းအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့ရမှာပြည်သူတို့ဟာဒဏ်ရရှိခဲ့တယ်လို့နတ်မောင်မြို့နယ်ပကဖကတာဝန်ရှိသူတို့ကပြောပြပါတယ်။အော်တိုဘာလ23ရက်နေ့မွန်လွယ်တနင်္ဂနွေလောက်ကလည်းနတ်မောင်မြို့နယ်အရှိချမ်းကန်တာတောင်ဘက်ကြောက်အိုးကျေးရွာကိုမိဒီလာရှန်တဲလေတပ်ကနေတက်လာတယ်။ ဆက်တက်လေတိကဘုံဒီလေးလုံးကိုကျဲချတိုက်ခတ်ခဲ့ရမှာ ပြည်သူတအူးဟာမစိုးရံတန်ရရှိခဲ့လို့လည်းသိရှိရပါတယ်။အဲဒီလိုပဲအော်တိုဘားလ23နဲ့မွန်လနိုင်ဝန်းကျင်လောက်ကလည်းကီနီပြည်နယ်လိုက်ကော်မြို့အရှိဘက်ခြမ်းတနေရာကိုလည်းအကြမ်းဖက်စစ်တပ်ဟာလေရင်နဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခတ်ခဲ့လို့လည်းသိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်။ဒါအားတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သစ်တွေနေ့ကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။